မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်အနေနဲ့မွတ်စလင်တွေဘက်လာပြီးလူခွင့်ရေးကြောင်းပြောနေမဲ့စာ OIC နိုင်ငံတွေမှာလူခွင့်ရေးတောတောင်းပါလို့ဇွန်လတရက်နေ့မှာလူငယ်တယောက်ကဝေဖန်ပြောဆိုလိုက်ပါတယ်။ဖွဲခြားဆက်ဆံတာဖြစ်တယ်လို့ဒေါ်ဆန်းစုကြည်က ပြောဆိုခဲ့တဲ့ပေါ်မကြေနပ်တဲ့အကြောင်းဒေါ်ဆန်းစုကြည်ရဲ့နေအိမ်ပြင်ပမှာသတင်းမီဒီယာတွေကိုပြောဆိုခဲ့ပါတယ်။ ဒီနေ့တော့ကျွန်တော်တို့လုပ်တာမဟုတ်ဘူး။ဒါပေမဲ့ဒေါ်ဆန်းကြီးပြောတဲ့စကားကကျွန်တော်တို့ဘလို့မှလက်မခံဘူး။သူမွတ်စလင်ဘက်ကယက်တီနေတယ်။ဘာကြောင့်ယက်တီရလဲ။ခါခုတစ်ခါတော့ကလည်းမာပြီးဒီစကားဒေါ်ဆန်းတွေ့ချင်တယ်။ခုဘာကြောင့်ယက်တီရလဲ။မွတ်စလင်တွေရဲ့လုံယက်တီကိုလေးလာ။လူခွေးကိုတောင်းချင်တယ်ဒေါ်ဆန်းကြီးလည်းတောင်းချင်တယ်။ Sorry နိုင်ငံမှာသွားတောင်းချင်တယ်ဒေါ်ဆန်းကြီးရဲ့ကျွန်တော်တို့ချန်ပီယံ Sorry မှာခေါင်းထက်တဲ့နေရာမျိုးမှာသွားတောင်းချင်တယ်လူခွေးဆိုတာ။ရမလား။ဟိုအရှင်နိုင်ငံတိုင်းမှာလူခွေးဆိုတာကိုဒေါ်ဆန်းကြီးလည်းသွားတောင်းချင်တယ်။ ့ OIC ကပြောရတဲ့လူခွင့်ရေးတောင်းနေတဲ့ OIC နိုင်ငံတိုင်းမှာလူခွင့်ရေးဆိုတာရှိလားဒါကိုကျွန်တော်တို့ရခိုင်ပြည်ထဲမှာလာလို့မပြောနဲ့မြန်မာပြည်ထဲမှာလည်းမပြောနဲ့ကျွန်တော်တို့နိုင်ငံကရှိပြီးသားလူခွင့်ရေးဒီတာထွေးပြီးတော့အခုဒီပြီးတော့လာရှုမှာမီရှုတက်တဲ့ခေါင်းခန္ဓာကောင်းပါလေပြီးတော့မိတ်ကြီးလာမှာမီရှုတက်သက်ခါရဖုန်ကြီးရောဓာတ်ပုံလေးအဖြစ်ပြက်တွေခဏလေးလာချင်ပါလားပြီးမှခွင့်ရေးဆိုတာကြီးပြောပါလူခွင့်ရေးဆိုတာကြီးဒေါ်ဆန်းစုကြည်ကိုကန့်ကွက်ဆန္ဒပြမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့် တားဆီးဖို့အတွက်ရန်ကုန်တိုင်းရခိုင်တိုင်းနာရေးအဝင်ကြီးဦးစော်ကြီးမောင်ကိုရိုင်းတက္ကသိုလ်ရိပ်တာလန်းကဒေါ်အောင်ဆန်းစုကြည်နေရင်ရှိကိုရောက်လာခဲ့ပါတယ်။ရခိုင်မျိုးသားတွေဘက်ကဒေါ်အောင်ဆန်းစုကြည်ကိုဆန္ဒပြမယ်ဆိုတာမဟုတ်တဲ့အကြောင်းပြောဆိုပြီးထွက်သွားခဲ့ပြီးနောက်မှာတော့ကိုစစ်ငင်းကဒေါ်အောင်ဆန်းစုကြည်ရဲ့ရည်တည်ချက်ပေါ်ဝေဖန်ခဲ့တာဖြစ်ပါတယ်။